ိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ပနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအိတ်ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့ နော်မအားကြပါနဲ့ဟုတ်လားဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင့်တိုင်းကြီးကလိန်နေလိန်နေလိန်နေဆိုရဲလိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာပဲ အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့အတိုင်းဟာတက္ကနစ်အစ်စ်တင်နေဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တင်နေပဲပြကျင်လာလေတိအောင်တော့တခုတော့ပြောပြရမယ်အေသင်ကိုတဲ့နာမည်ကလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်တိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူးဘယ်သူမှမလုပ်တဲ့လောက်ကငါလောက်တာ 你那路扫线的么？老奶奶老公啊，老大。怎么呢？表叔在底下，留得住啊？怎么我蒙嘛没？怎么表皮他？他妹妹，哎，蒙哪里哟？给用我擦一遍呢？么这块呢？表哪里？娘刚洗枕头表了吧？喏，知道？怎么啊？砖，地上哪里没表嘞？怎么个？爸爸妈妈撇步，地上哪里表嘞？表一扒皮来说，怎么露蒙面了不？喏，蒙面就洗了不？地上哪里没表呢？怎么扒皮来说？爸爸妈妈撇步，喏，表一么怎么不得我扒皮来说？爸爸妈妈撇步，喏，把脚嘛洗他妹妹，怎么是看我拿头来压的？就这家罗，就洗他们，哎呦。 မုံငင်မုံလို့တန်တန်နဲ့ငါသားလေးရင်အတိငါသားလေးရင်အတက်ငါသားလေးရင်ပညာရှိငါသားလေးရင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမဒီနေရာနေပြီးတော့မှနောက်ဆုံးနေ့အောင်ငါတတိပေးထားမယ်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုရှယ်မီဒီယာကိုလွှမ်းမိုးနေတဲ့လုပ်ငန်းရှင်အုပ်ရဲ့စီးပွားရေးဆိုင်ရာစကားစစ်ထိုးပွဲမှာအေတင်ကိုကနောက်ဆုံးဖြေကိုပေးလိုက်ပြီဖြစ်ပါတယ် ဒီပိပခဟာစိန်ဆိုင်ပိုင်ရှင်ဒေါ်အယ်မွန်တင်းကသူမရဲ့တင်းတရားကျော်ကုန်ခဲ့ရတဲ့အတိတ်ကအတွေ့အကြုံကိုမျှဝေပြီးစုမဲပေးတဲ့စနစ်တွေကိုမယုံကြည်ဖို့ပြည်သူတွေကိုတတိပေးခဲ့ရကနေစတင်ခဲ့ပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့အေတင်ကိုကလည်းသူမရဲ့နှက်ခန်းနီစီမံကိန်းဟာစနစ်တကျရှိကြောင်း customer 4000ကျော်ရဲ့လိပ်စာတည်ပြုမှုများကိုပါပြသရင်းမိမိရဲ့နာမည်ကိုငွေနဲ့မလဲဘူးဆိုတဲ့သဘောထားကိုတင်းတင်းမာမာချမှတ်ခဲ့ပါတယ်။ ယခုအခါအေတင်ကိုဟာစာနဲ့ရေးသားရှင်းလင်းခြင်းကိုရပ်တန့်ပြီးတိုက်ရိုက်ရင်ဆိုင်မှုကိုရွေးချယ်လိုက်ပါပြီ။သူမဟာဒေါ်အန်မွန်တင်းကိုနမည်တက်ပြီးနောင်နောင်သူမနဲ့ပတ်သက်တဲ့ကိစ္စများကို လုံးဝမပြောဆိုရန် တောင်းဆိုတဲ့ပြင်ထန်ပြီးပြက်သားတဲ့ရုပ်တံတတိပေးချက်ကိုထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ကဲဒီလိုပြည်သက်စိတ်ဝင်စားမှုအမြင့်ဆုံးရောက်နေတဲ့အငင်းပွားမှုရဲ့တရားဝင်အဆုံးသက်စကားဖြစ်တဲ့အေတင်ကိုရဲ့တုံ့ပြန်ဗီဒီယိုအပြည့်အစုံကိုအတူတကွကြည့်ရှုလိုက်ရအောင်ခင်ဗျာ။ ဟိုမှာဆိုတာအာဘလို့ပုံစံဒီမျိုးမှာ ရှုပ်ထွေးကြလဲဆိုတော့ကိုယ်တမိုင်းကိုမရေကိုယ်အကြောင်းကို မပြောတဲ့ဒူးတွေကြောင့်ရှုပ်ထွေးကြတာကိုယ်တမိုင်းကိုရေကိုယ်အကြောင်းကိုပြောရင်တော့ဘာမှရှုပ်ထွေးစရာမရှိဘူးပေါ့လေနော်အဲ့တော့တတိပေးတတိပေးချင်တာပေါ့နော်သူများရဲ့စိန်တွေ သူများရဲ့ရွှေတွေသူများရဲ့ယေတနာပစ္စည်းတွေကို လိုက်လွင့်ရောင်းပြီးတော့အာပေါင်းအာရင်တန်တန်နဲ့ငါးသားလေးရင်အတိငါးသားလေးရင်အတက်ငါးသားလေးရင်ပညာရှိငါးသားလေးရင်ပေါ့နော်ငွေချမ်းသာဆိုတဲ့မိမဒီနေရာနေပြီးတော့မှနောက်ဆုံးနေ့ကိုငါတတိပေးထားမယ်နော်ငါအွန်လိုင်းမှာဘယ်သူနဲ့မှပြဿနာမဖြစ်ချင်တော့အဲ့တော့ငါဒီအဓိကကနင့်လို့ လူတကာကိုလိုက်ပြောတတ်တဲ့ပါစပ်အာချောင်းနဲ့မိန်းမနဲ့ပိုးပြီးငါတုတ်ပြိုင်ပြီးမဖြစ်ချင်ဘူးအဲ့တော့ငါနဲ့กินအောင်နေပါငါနဲ့ရှင်းအောင်နေပါကိုသမိုင်းကိုရေးပါကိုအချောင်းကိုပြောပါတတိပေးတာပါနော်ဒါမဲ့တဲ့ကတတိပေးတာနော်အဲ့ဒီလိုတတိပေးပြီးတဲ့နောက်ပိုင်းမှာဆိုရင်တော့အိရှိတီလိုက်လာပြီးတော့ဒီ post ကဘတုကိုတင်တာလဲလို့ရက်ွက်လူကြီးကနေတဆန်လာမေးမှာနော် ငါဆိုတဲ့မိမပြောရင်တကယ်ပြောတဲ့အတိုင်းလုပ်တာဆိုတာသိတယ်နော်အဲ့တော့ငါပွဲလည်းမဖြစ်ချင်ဘူးဘယ်သူနဲ့မှငါဘယ်သူမှပွဲရှာနေရလည်းမဟုတ်ဘူးနှစ်ကြိမ်ရှိသွားပြီနှစ်ကြိမ်ပထမတစ်ကြိမ်အဲသုံးကြိမ်ပေါ့ဒါဟာသုံးကြိမ်မြောက်ဒါဟာသုံးကြိမ်မြောက်နှစ်ကြိမ်မဟုတ်ဒါဟာသုံးကြိမ်မြောက်ပထမတစ်ကြိမ်တော့ကလည်းနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုပါနော်ဝင်ရှာရှည်ထားတဲ့ကိစ္စတစ်ခုဒုတိယအကြိမ်မှာ နဲဟိုဟိုရက်ပိုင်းလုံးကကိစ္စနေဟိုရက်ပိုင်းလေးရမှာဖြစ်သွားတဲ့ကိစ္စတွေမှာဘာစကားပြောသွားတာလဲဆိုရက်ွက်ထဲကမိမတွေဖြစ်တဲ့ကိစ္စကိုကျမဝင်ပြောစရာမလိုဘူးကျမကတော့ဘယ်အစ်စ်တွေမှာဝင်ပြောတာဆိုပြီးတော့မှငါတို့ရက်ွက်ထဲကအစ်စ်ဆိုပြီးတော့ငါတို့ကရက်ွက်ထဲမှာပဲနေတာမှန်တယ်ဒါပေမဲ့နေ့လို့အပေါင်းအရင်တန်တန်နဲ့တိုင်းသိပြီသိငါအသိငါအတန်ကမပြောဘူးနော်ငါတို့ရက်ွက်ထဲမှာပဲနော် ငါတို့မန်းလေးကတော့ရက်ကွက်တင်နေပဲเนาะငါတို့မန်းလေးမြို့ကြီးကเนาะရက်ကွက်ဘလောက်နေမြေဘလောက်ဒါမျိုးနဲ့နေကြတာเนาะဒါမျိုးဒါမျိုးငါတို့ရဲ့မြို့တော်ကြီးกว่าဒီလိုတိဆောက်ထားတာငါတို့တော့ရက်ကွက်ထင်မှာပဲနေတာဒါပေမဲ့နေ့လို့ဆောက်ရှက်မရှိတော့ငါတို့ကဘယ်သူ့အကြောင်းမှငါတို့လိုက်မပြောဘူးငါအတိတ်ငါအတန်ငါဆရာမကြီးဆိုပြီးငါဘယ်တော့မှမပြောเนาะအခုလဲအာထပ်ပြီးတော့ပေါ့เนาะအာ အဲပါလေ listed ကျမတို့ listed တွေနဲ့ပတ်သက်ပြီးတော့ကျမကဒီတိမ်ပေါင်းတောင်းနဲ့ခြီးတဲ့အိမ်ကိုကျမကကျမရဲ့ company ကနေပြီးတော့ listed ထည့်ပေးတာအဲ listed ရောင်းချတာနဲ့ပတ်သက်ပြီးတော့ကျမ cancel မဲ့ထည့်ပေးတာကိုအာကျမဟိုဒါပြောသွားတယ်ပေါ့နော်ပြောသွားတယ်လို့တော့အဲယူဆလို့ပေါ့နော်ယူဆလို့ပေါ့နော်အဲ့တော့အဲပြပြချင်တာလေတိအောင်တော့တခုတော့ပြပြရမယ်အေသင်ကိုတဲ့ နာမည်ရလေကဘာပေါ်မှာနာမည်တူတော်မရှိဘူးနော်သိထားဖို့ကကဘာပေါ်မှာနာမည်တူတော်မရှိဘူးဘယ်သူမှမလုပ်တဲ့လောက်ကိုငါလောက်တာနေလို့လို့စောက်ဆင်းနဲ့မလုပ်နိုင်တဲ့လောက်ကိုငါလောက်တာရှင်းတယ်နော်ပြောရင်အေတင်ကွက်ပွဲရှာတယ်ဖြစ်မှာအေတင်ကွက်ပွဲမရှာဘူးအေတင်ကွက်ပွဲမရှာဘူး အတင်ကအတင်ကို အလုတ်အတင်ကိုလှုပ်တာအတင်ကိုအလုတ်အတင်ကိုလှုပ်ပြီးတော့အတင်ကိုတမန်အတင်ကိုရေးတာအဲ့တော့နေကသူများ ဖြစ်စည်းကို ရောင်းပေးပြီးတော့မှ နေကနေနာမည်ကိုယူပြီးတော့မှနေအာမမခံပေးနိုင်ဘူးနော်နေရောင်းတဲ့ရွှေတွေနေရောင်းတဲ့စိန်တွေနေရောင်းတဲ့ရွှေ နေရောင်းတာ73ပဲရေလို့ပြောပြီးမှနေရောင်းတာနော်နေရွှေတွေငါလက်ထက်မှာရောက်တာနေရောင်းပေးခဲ့တဲ့စိုင်းတွေရဲ့ရွှေတွေငါလက်ထက်မှာတချို့တဝက်ရောက်နေပြီငါမပြည့်စုံသေးလို့ငါဘာမှမလုပ်သေးဘူး73ပဲမပြည့်လို့ကတော့နေမှာတာဝန်ရှိတယ်နေမှာတာဝန်ရှိတယ်တွေ့ပါနော်အဲ့ချိန်တိုင်းကော့နေအောင်ခံဖို့နေပြင်လား ငါတို့ကငါတို့တမိုင်းငါတို့ကောင်းဆုံးရေးနိုင်တယ်ငါတို့လှုပ်ပေးမယ်ဆိုတဲ့ကိစ္စရဲ့တကူငါတို့နိုင်ငံရဲ့အခြေအနေအကျိုးအကျိုးအကြောင်းအကြောင်းနာငါနောက်ဆုတ်သွားတာပဲရှိမယ်ငါတို့နာမည်ငါတို့တမိုင်းငါဘယ်တော့မှမရိုင်းစေရအောင်ငါတို့တက်ကငွေမဟုတ်ဘူးဟာငါတို့တက်ကငါတို့နာမည်ကအတိကပဲနော်ဒါကြောင့်မလို့ငါတို့ဟာငါတို့တာဝန်မယူနိုင်တဲ့ဘယ်လိုလုပ်ငန်းမျိုးကိုမှငါတို့တာဝန်မယူဘူးနော် နေ့လိုသူများရွှေဆိုင်ကရွှေကိုယူရောက်ပြီးတော့မှ73ပေးရီအာမခံလာတယ်လို့စိန်စစ်ပါတယ်လို့နှုတ်ကနေငါတို့မပြောရဲဘူးအဲ့ဒီရွှေဆိုင်မျိုးငါမစော်ကားဘူးနော်ဒါဘေးမဲ့ဆိုင်တိုင်းဟာ73ပေးရီအပြည့်နဲ့ခတ်တဲ့စိန်ဆိုရွှေဆိုတာအမတန်ရှားတယ်နေနာသူများကိုဂျင်းထဲ့ပြီးရောင်းနေပြီးတော့ငါတို့ငါ့ကိုဥတီပြီးတော့ဗောနော်ပါလေ အိမ်မဲဖောက်ပေးတော့မယ်ဘယ်တော့ကဖောက်ပေးလို့တော့လဲမလုံနိုင်သေးဘူးငါတို့မလုံနိုင်သေးလို့ငါတို့နောက်ရွှေ့လာတာငါစီမှာငါ့ဘောအားပေးတဲ့ customer အားလုံးဟာသဘောတူတယ်ကြီးဖြူတယ်ကျင်နဲ့တယ်နော်အဲ့တော့ငါတို့ငါ့ကို ကြီးဖြူတယ်သဘောတူတယ်အဲငါလုံသမျှကိုကြီးဖြူတယ်အော်ငါငါလုတ်သမျှဆိုတာလေငါကအကောင်းဆုံးပဲလုတ်တာလေငါအကောင်းဆုံးပဲလုတ်တာ အဲ့တော့ငါအကောင်းဆုံးလုပ်ခဲ့တဲ့ကိစ္စရဲ့အတိုင်းကိုဟောလက်ခံပေးတဲ့ငါရဲ့ customer နဲ့ငါငါရဲ့ customer ရဲ့ယုံကြည်မှုကိုလည်းငါဘယ်တော့မှဖောက်ဖျက်မဲ့မျိုးတွေမှာငါတို့မပါဘူး။ဒါပါဆိုတော့ငါတို့ကငါတို့တမိုင်းငါတို့ကောင်းကောင်းရေးနိုင်တယ်။နင်နာသူများစီရစိတ်နေရွှေတွေယူရောင်းပြီးတော့နော်ကိုယ်တမိုင်းကိုလှအောင် ကိုယ်တမိုင်းကို ကောင်းအောင် ရေးဖို့ပြင်တာ။ ငါကအဲ့ဒီနင်းရောင်းတဲ့စိတ်နေရွှေတွေကိုငါဝယ်ထားတာရှိတယ်။ငါရွှေရည်မစစ်နိုင်သေးလို့ရွှေရည်စစ်ပြီးနင်းနဲ့ငါနဲ့ကတော့ပွဲပဲ။ပွဲပဲ။နော်။ရွှေရည်စစ်ပြီးလို့73ပဲရည်မပြည့်လို့ကတော့နင်းနဲ့ငါနဲ့ကတော့ပွဲပဲ။အဲမဲ့တက်ပြီးပိုင်နေတယ်ကိုပြောမှာ။ရှင်းနေနော်။ငါတို့ကတော့လိန်တာတွေငါတို့ကတော့ညာတာတွေเนาะလာပြီးတော့နိပစက်ကเนาะနာမည်မတက်ယုံတမင်เนาะ လာပြီးပြောဖို့နေမစင်စားနဲ့ငါတို့ကငါတို့တမိုင်းငါတို့အကောင်းဆုံးရေးတယ်เนาะအဲ့တော့သူများစိန်ကနေသူများဆိုင်ကနေပြီးတော့မှကျမဘယ်ရှည်ဆိုင်ကိုမှကျမပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးเนาะဒီမိမကိုကျမမုန်းလို့ပြောတာဒီမိမကတိတ်ပြီးတော့ကျမပုတ်ခတ်တာနှစ်ခါရှိသွားပြီအဲသုံးခါရှိသွားပြီเนาะအဲ့တော့ကျမပွဲမဖြစ်ချင်လို့ငြိမ်းနေဒီမိမကထပ်ပြီးစောင်းထားနေအဲ့တော့မင်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားဟလား ။နာမည်ကဟုတ်မထင်နဲ့။မင်္ဂလာပါအမရေ။အမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူး။စီးပွားရေးပတ်သက်မှုလည်းမရှိဘူး။ဒီနေ့အဖြစ်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအဲအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါ နော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ပေါ့နော်လုပ်ငန်းခွင်ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်တော့တက်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာ เนาะအမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကိုအမပြောတာဆို၃ချိန်ရှိသွားတယ်နာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့၃ချိန်ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်ထည့်ရအစ်စ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်ထည့်ရအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်းတင်ပြီးပြောသွားတယ်အဲအခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ် ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးမအမကအဲပေါ့နော်လူတစ်ဖက်သားဟုံပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမပါတွေအကျိုးထူးသွားလေ เนาะအဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမ online ကနေတရားဝင်အတိပေးတာပါရှင်အမ online မှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင် online ကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမဆိုပေါ့နော်အမကျမနဲ့ကျမနဲ့ပတ်သက်တဲ့ကိစ္စရည်တွေကိုထည့်မပြောပါနဲ့အမ အမအောင်အတိပေးတာနော်တတိပေးတာမဟုတ်ဘူးပြောပြတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်မှာပါကျွန်မပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမ